ဧရာဝတီတိုင်းနဲ့ရန်ကုန်တိုင်းအဆက်မှာရှိတဲ့ညောင်နှုံးမြို့နယ်ပန်တိုင်းစစ်စေးကိန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအသက်30ပြည့်မှတ်ပုံတင်တပ်တန်းမလဲလျာသေးတဲ့ခီးသွန်းပြည်သူတွေကိုပြစ်မှတ်ထားပြီးကြက်၄00နဲ့အထက်ငွေကြေးတောင်းခံနေတယ်လို့ခီးသွန်းတွေစီကသိရပါဗျ။အသက်30ကျော်အရွယ်တွေအနေနဲ့မှတ်ပုံတင်ကတ်အစ်စ်လဲလဲထားတာမရှိတာကြောင့်ကျက်၄00ပေးဆောင်မှုငွေတောင်းယူနေခြင်းဖြစ်တယ်လို့စစ်ကောင်စီတပ်နဲ့နီးစပ်သူစီကသိရပါဗျ။ မနေ့ကရန်ကုန်သွားတော့တယောက်ကို4000ကျော်တောင်းတာမြင်ရတယ်။ဂိတ်တိုင်းတောင်းနေကြတာတကိတ်နဲ့တကိတ်နီးနီးလေးပဲမိနစ်20လောက်မောင်းရင်ရောက်ပြီးအထက်ကိုပေးရမယ်ဆိုပြီးပြောတောင်းတယ်။ပတ်စံတောင်းမှုတက်တက်လုံနေတယ်လို့ပဲကားသမားတွေဆိုလဲမကြာခဏရက်ရတော့အတော်လေးစိတ်ပြတ်နေကြပြီလို့ခီးသွားတူက ARD Times ကိုပြောပါရတယ်။ အဲ့ဒီလိုခီးသွန်းပြည်သူတွေစီကတောင်းယူတဲ့ငွေတွေကိုစစ်ကောင်စီလက်အောက်ခံလူဝိမှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနလာဝကစီကိုပြန်လည်ပေးသွင်းရမယ်လို့စစ်ကောင်စီတပ်က ပြောဆိုတယ်လို့ခီးသွန်းအချို့စီကသိရပါဗျ။အခြားစစ်စေးဂိတ်တွေမှာအသက်16နှစ်ကနေ35နှစ်အတွင်းရှိတဲ့လူငယ်အချို့ကိုတင်းတင်းကြပ်ကြပ်စစ်ဆင်းမှုတွေလှုပ်ဆောင်နေတဲ့အပြင်ငွေမပေးနိုင်မှာကခေါ်ယူထားကမိဘတွေစီအကြောင်းကြားငွေတောင်းယူပြီးမှပြန်လွှတ်ပေးတယ်လို့ဒေသခံတွေကဆိုပါတယ် အီယံရီတိုင်းမြေမျက်နှာမြို့နယ်ရေကြီးမြို့နယ်ငတိုင်းချောင်းတာပေါင်းအဆက်တွေမှာစစ်ကောင်စီတပ်နဲ့တွန်လိုင်းတပ်ပေါင်းစုတွေကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးတွန်လိုင်းတပ်ပေါင်းစုတွေဝင်ရောက်မလာစေဖို့အတွက်စစ်ဆေးဂိတ်အများစုမှာအခုလိုတင်းကျပ်စွာရှာဖွေစစ်ဆေးနေခြင်းဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။